မင်္ဂလာပါဓမ္မမိတ်ဆွေတို့ခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြမှာကမြတ်စွာဘုရားရဲ့ဘွားတော်မူခမ်းပါပဲပြီးခဲ့တဲ့ဗီဒီယိုမှာမေတော်မာယာရဲ့အကြောင်းကိုတော်တော်လေးပြပြစုံစုံပြောခဲ့ပြီးပြီမို့အခုဘွားတော်မူခမ်းကိုကျွန်တော်ဆက်ပြောပါမယ်ဒီအခန်းကတော့ဘုရားဘာသာဝင်တော်တော်များများတည်ပြီးသားဖြစ်ပါတယ်အထူးထူပြောစရာတော့တိတ်မရှိပါဘူးမေတော်မာယာကလုံမဏီအင်ဂျင်တော့မှာဆင်းတက်ပြီးတော့အင်ဂျင်ခိုင်းကိုကင်ပြီးတော့ မြတ်စွာဘုရားကိုလက်ရဘက်နန်တော်ကနေဖွားမြင်တာမူမွေခြင်းပဲမြောက်ရက်ကိုခြေလန်းခုနှစ်လန်းလှမ်းပြီးစကားကြီးသုံးခုကိုကျွေးကြော်တာလူနှစ်ပြမာတွေကောင်းကြီးမင်္ဂလာပေးတယ်လို့ကဘာမကြီးကလည်းညင်သာစွာလှုပ်ခတ်ပြီးတော့အတိမတ်ပြုခဲ့တာစသည်ဖြင့်အားလုံးတည်ပြီးကြတဲ့အကြောင်းအရာတွေပါပဲအခုကျွန်တော်တင်ဆက်ပေးမှာကလည်းအဲ့ဒီဖောတော်မူကန်းဆိုပေမဲ့မိစေတို့မတည်သေးတဲ့အချက်လက်တွေနဲ့တည်ပြီးသားဆိုရင်တောင်မှ ထပ်ပြီးတော့အတီတရားကိုပုံမူခိုင်မာစေမဲ့အကြောင်းတရားတွေနဲ့တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးကြပါအောင်ဗျာ။ပုံစံတိုင်းပဲမိကုံလေးနဲ့စားလိုက်ရအောင်ပါ။ကျွန်တော်မေးချင်တာကမြတ်စွာဘုရားအလောင်းတော်တိရသမင်းသားကိုမွေးဖွားချိန်နဲ့ပတ်သက်ပြီးတော့မေးချင်တာကသူကအဲ့ဒီမင်းသားလေးကပေါ့နော်။ဘဝပေါင်းများစွာပါရမီတွေဖြည့်ကျင့်လာပြီးဖျားဆင်စစ်ဖြစ်မဲ့ပုံကိုဆိုတာကိုလည်း နတ်တွေတကြားတွေနဲ့အတူဒီစัจ java ရတောင်းတိုက်ကနတ်တွေက အကုန်လုံးတိကြတယ်လို့လူပြည်မှာလဲမေရမာယာရဲ့အိမ်မက်ကြောင့်နမိတ်ဖတ်ထားတာအရာအလွန်ကြီးကျယ်မြင့်မြတ်တဲ့ပုံကတူးကိုမွေးဖွားတော့မယ်ဆိုတာကအားလုံးသိထားကြတယ်။အဲ့ဒါကိုမှဒီခန်းနာထဲဝါတဲ့နန်းတော်တဲမှာရွှေလင်ပန်းနဲ့အချင်းစေးမွေးလို့ရတဲ့အနေထားရှိနေပါရဲ့နဲ့လုံမနီအင်ဂျင်တော်လိုမျိုးဘာမှမရှိတဲ့နေရာမှာမွေးဖွားတာက ဘလို့အကြောင်းကြောင့်လဲနောက်ပြီးတော့ဒီမြတ်စွာဘုရားအလောင်းနတ်သားဘဝကကြည်ချင်းကြီး၅ပါးနဲ့ကြည်ခဲ့ပြီးတော့အမြင့်မြတ်ဆုံးတွေကိုပဲရွေးချယ်ခဲ့တာလေအဲ့ဒါဆိုရင် အခုလန်ခီသွားရင်းနဲ့အဲ့ဒီလုံမွေးဖွားတာကရောဘလို့အကြောင်းလဲဆိုတာကိုကျွန်တော်မေးချင်တာပါခင်ဗျာအခုကျွန်တော်မေးလိုက်တဲ့မေးခွန်းမှရမဟုတ်ပါဘူးကျွန်တော်ကဘုရားဘာသာနဲ့ပတ်သက်ပြီးွားရင်သိကျင်တာတွေတော်တော်များများရှိပါတယ် ကျွန်တော်မယုံကြည်လို့မဟုတ်ပါဘူးအဲ့ဒီလိုမျိုးမေကွန်းတွေမေးတိုင်းမေးတိုင်းမှာအဖြေကရှိမှရှိပါမလားဆိုပြီးတော့ကျွန်တော်တန်တရားဖြစ်မိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့တန်တရားတွေအကုန်လုံးကိုချိုးဖျက်ပြီးတော့ဗုဒ္ဓဘာသာဆိုတာအရန်ကို ခိုင်မာပြည့်စုံတဲ့ဘာသာတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်လက်ခံတာပါဒါကြောင့်မို့လို့အခုကျွန်တော်မေးတဲ့မေးခွန်းမှာလည်းအရန်ကိုကြီးညိုစရာကောင်းတဲ့အချက်တွေနဲ့အဖြေကအစင်သင့်ရှိနေခဲ့ပါတယ်ဒါကြောင့်မို့အဲ့ဒီအဖြေကိုမိတ်ဆွေတို့ကိုကျွန်တော်ပြန်လဲပြီးတော့ မျှဝေပေးပါရစေဗျာစစောကကျွန်တော်မေးခဲ့တယ်လို့ပါပဲမြတ်စွာဘုရားအလောင်းကအမတန်ကြီးကျယ်တဲ့ပုံကူဖြစ်ပြီးတော့ကြည်ချင်းကြီး၅ပါးနဲ့အကောင်းမြတ်ဆုံးကိုရွေးချယ်ခဲ့တာကမှန်ပါတယ်ဗျာဒါပေမဲ့လုံမဏိအင်ဂျင်တော်မှာဖွားမြင့်တော်မူခဲ့ရခြင်းကအကြောင်းမဲ့မဟုတ်ဘဲနဲ့အလွန်နဲ့နေပြီးတော့ကိုထူးခြားတဲ့အကြောင်းတရားတွေကရှိနေခဲ့ပါတယ်ကျွန်တော်နံပါတ်စင်အလိုက်လေးတွေရှင်းပြပေးပါမယ်အဓိကအကြောင်းတွေပေါ့နော် အကြောင်းရင်း၁ပေါ့နံပါတ်၁ဖះရှင်တို့ရဲ့မပြောင်းလဲတဲ့ထုံတန်းစင်လာအရာပေါ့နော်ဓမ္မတာပေါ့ဒါကအရေးကြီးဆုံးအချက်ပါပဲဖះအလောင်းတော်တိုင်းကမေတော်ရဲ့မိဘရက်ထံအပြန်လန်းခီးမှသာဖွားမြင်တော်မူရခြင်းကဖះရှင်တိုင်းရဲ့ဓမ္မတာတစ်ခုပဲ ဖြစ်ပါတယ်ဆိုလိုတာကအခုကျွန်တော်တို့ရဲ့ဂေါတမဗုဒ္ဓဖះရှင်မှမဟုတ်ဘဲနဲ့ပွင့်တော်မူပြီးသမျှဖះရှင်တိုင်းနဲ့နောင်ပွင့်တော်မူမဲ့ဖះရှင်တိုင်းကလည်းအဲ့ဒီလိုပုံစံအတိုင်းပဲ ွားမြင်ကြတာဖြစ်ပါတယ်။နန်းတော်ထဲမှာဘာကြောင့်မမွေးတာလဲဆိုရင်အဲ့ဒီနန်းတော်ဆိုတာကအဲ့ဒီခေတ်အဲ့ဒီအခါပေါ့နော်။အဲ့ဒီခေတ်အဲ့ဒီအခါကရေ မဟုတ်ပါဘူး။ဒီနေ့ခေတ်မှာလဲနန်းတော်ဆိုတာကကျွန်တော်တို့လူသားတွေရဲ့စီကံပေါင်ခတ်ထားတဲ့နေရာတစ်ခုပါ။ဆိုလိုတာကတမလူသားတွေသွားလို့မရဘူး၊လာလို့မရဘူး၊ဝင်လို့မရဘူး၊ထွက်လို့မရဘူး။အဲ့ဒီလိုမျိုးသူတို့မင်းမျိုးမင်းနွယ်တွေပဲနေတဲ့နေရာတစ်ခု။ဖះအလောင်းတော်က ဒီလူသားတွေရဲ့အာလူသားတွေရဲ့အကျိုးအလုံးကိုနတ်ပြမအားလုံးရဲ့အကျိုးကိုအဲ့ဒီအကျိုးတရားတွေကိုဆောင်ဖို့အတွက်ကြွလာတာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူပေါင်ရဲ့ကန့်သက်ချက်ထဲမှာ ဖွားမြင်တာမျိုးမဟုတ်ဘဲနဲ့တဘောဝတရားရဲ့အလယ်မှာလွတ်လပ်စွာဖွားမြင်ခြင်းကပိုပြီးတော့ကျယ်ပြန့်တဲ့အတိတ်ပဲကိုဆောင်ခဲ့တာပါ။တကယ်လို့များဒီမေတော်မာယာက သူ့ရဲ့မိဘရှိရာဒေဝဒဟပီကို ရောက်ပြီးွားမှာအဲ့ဒီ ဒေဝဒဟပြီးမှဖွားမြင်ခဲ့ရင်ဒေဝဒဟမင်းသားဆိုပြီးတော့လူတွေကခေါ်ကြမှာဖြစ်ပါတယ်အဲ့ဒီလိုပဲဒီသူရဒနာမင်းကြီးရဲ့ကပိလဝတ်ပြီးမှပဲဖွားမြင်ခဲ့ရင် ကပိလဝတ်မင်းသားဆိုပြီးတော့ခေါ်ကြမှာပါအခုကပြီးနှစ်ပြီးကြားမှာရှိတဲ့ဒီလုံမလီအင်ဂျင်တော်မှာဖွားမြင်တဲ့အတွက်ဘယ်ပြီနယ်ကအပိုင်ရဲဆိုပြီးတော့အစွဲအလမ်းမရှိဘဲနဲ့လောကသားအလုံးနဲ့တက်ဆိုင်တဲ့ပုံကိုအဖြစ်ကိုပို့ပြီးတော့ထင်ရှားစေပါတယ်ခင်ဗျာ နောက်တစ်ခုကအကြောင်းရင်းနှစ်ပေါ့ကြည်ချင်းကြီး၅ပါးနဲ့ဆက်ဆက်မှုပေါ့ဖရာလောင်းတော်နတ်သားဘဝကသူကကြည်ချင်းကြီး၅ပါးကိုကြည်ခဲ့တဲ့အခါမှာဒီမေတော်မာယာဒေဝီကိုမေတော်အဖြစ်ကိုရွေးချယ်ခဲ့ပါတယ်အဲ့ဒီမေတော်မာယာကိုရွေးချယ်လိုက်ခြင်းက သူ့ရဲ့တတ်တမ်းတွေသူ့ရဲ့ကိုကျင်တရားတွေနဲ့သူနဲ့ပတ်သက်တဲ့အဖြစ်ပြက်အားလုံးကိုပါတခါတည်းလိုလိုလက်ခံရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်မေတော်မာယာက တာဦးကိုမိဘရက်ထံမှပြန်ပြီးတော့မွေးဖွားလိုတဲ့ဆန္ဒရှိနေတာဖြစ်ပြီးတော့အဲ့ဒီခီးလမ်းမှာဖျားလောင်းကိုဖွားမြင်ရမယ်ဆိုတာကလည်းမေတော်အဖြစ်ရွေးချယ်ခြင်းခံရတဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်ပြီးသားပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့လန်ခီးမှာဖွားမြင်ရခြင်းကကြည်ချင်းကြီး၅ပါးနဲ့ဆန့်ကျင်နေတာမဟုတ်ဘဲနဲ့အဲ့ဒီရွေးချယ်မှုရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့အကြောင်းရင်း၃ပေါ့ကျွန်တော်စောစောက ပြောသွားတယ်လုံမဏီအင်ဂျင်တော့ပေါ့နော်ဘာမှမရှိတဲ့နေရာဆိုပြီးတော့ပြောသွားခဲ့တယ်မဟုတ်ပါဘူးတကယ်ကိုပဲအထူးတလည်ပြင်ဆင်ထားတဲ့နေရာတခုဖြစ်နေခဲ့ပါတယ်လုံမဏီအင်ဂျင်တော့ဆိုတာကတမန်အချိန်မှာတော့တမန်တော်ကြီးတခုလိုမျိုးထင်ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာနတ်မြမာတွေရဲ့ဖန်တီးမှုကြောင့်အလွန်တရာဂျီနူးဝယ်ကောင်းတဲ့နေရာတခုကဖြစ်နေခဲ့တာပါ မေရမာယာကြောက်လာတဲ့အချိန်မှာ အင်ဂျင်ပင်တွေက အချိန်အခါမဟုတ်ဘဲနဲ့ပန်းတွေကမွေးမြစွာနဲ့ဒီများပြားစွာဖူးပွင့်နေခဲ့ကြပါတယ်။အဲ့ဒီအင်ဂျင်တော်ကြီးတစ်ခုလုံးကနတ်တွေရဲ့နေတဝင်ဥယျင်လိုမျိုးတာယာလှပနေခဲ့ပါတယ်။နောက်ပြီးတော့ရှူလင်ပန်းနဲ့အချင်းစေးတဲ့ဆိုတာကဒါလူပြည်မာကအရန်ကို ကြီးကြခန်းနာတဲ့တစ်ခုပေါ့နော်။ဖျားလောင်းကိုကြတော့လူတွေထက်အရင် မြမကြီးတွေကရွှေကွန်ရက်နဲ့ခံယူတော်မူပါတယ်။ပြီးွားတော့မှနတ်တွေပြီးွားတော့မှလူတွေက အစင်စင်ခံယူကြတာပါ။ပြီးတော့အဲ့ဖျားလောင်းကိုမွေးဖွားပြီးရဆိုရင်ပဲကောင်းကင်ကနေပြီးတော့ရေဘူးရေအေးအစုံကလည်းကောင်းကင်ကနေအလိုတလျှောက်ကြလာပြီးတော့ဖျားလောင်းနဲ့မဲတော်ကို စေကျော်တန့်စင်ပေးလိုက်တာပါ။ဒါကြောင့်မို့လို့ဒီလုံမဏီအင်ဂျင်တော့ကကျွန်တော်တို့လူတွေပြင်ဆင်ထားတာထက်အစာပေါင်းများစွာတန်ရှင်းစင်ကြယ်ပြီးတော့ မြင့်မြတ်တဲ့ဒီနတ်ပြမော်တွေပြင်ဆင်ဖန်တီးပေးထားတဲ့နေရာတစ်ခုကဖြစ်နေခဲ့ပါတယ်။လူပြည်ကဘလို့ရှင်နန်းတော်မျိုးမှာမှအဲ့ဒီလိုအခြေအနေမျိုးကိုမဖန်တီးနိုင်ပါဘူး။ဒါကြောင့်မို့လို့လုံမလီအင်ဂျင်တော်ဆိုတာကခေါင်းလှတဲ့တော်ကြီးမဟုတ်ဘဲနဲ့နတ်ပြမော်တွေရဲ့အထူးတလည် ပြင်ဆင်ထားတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါတယ်ခင်ဗျာ။နောက်ပြီးတော့အကြောင်းရင်းလေးမွေးဖွားခြင်းရဲ့ထူးခြားတဲ့တဘာဝလို့ပဲပြောရမှာပေါ့နော်။ ဖျားလောင်းတို့ကဒီတမန်လူသားတွေလိုမျိုးဒီမီးတွင်းထဲမှာမွေးဖွားတာမဟုတ်ပါဘူးမေရမာယာကထိုင်ပြီးဖြစ်စေလဲလျောင်းပြီးတော့ဖြစ်စေမွေးဖွားတာမျိုးမဟုတ်ဘဲနဲ့မတ်တက်ရက်ရင်နဲ့အင်ဂျင်ကိုင်းကိုလက်နဲ့လှမ်းကင်ထားခြင်းနဲ့မွေးဖွားခဲ့တာပါပြီးတော့မေရော်ရဲ့ကျမ်းမာတန်ဆန်းမှုနဲ့ဖျားလောင်းရဲ့ထူးခြားမှုကိုပြသနေရလဲရောက်ပါတယ်ဒါပြင်ဖျားလောင်းကမွေးဖွားလာစဉ်မှာ လုံးဝအငြိအကျေးကို မြူတမုံတော့မကက်ညိပဲနဲ့ကင်းစင်နေခဲ့တာပါအဲ့ဒီလိုထူးခြားတဲ့ဖွားမြင်ခြင်းမျိုးကဒီနန်းတော်တဲကအိတ်ခမ်းလိုမျိုးအကန့်အသတ်ရှိတဲ့နေရာမျိုးမှာဆိုရင်အဲ့ဒီလိုလွတ်လပ်စွာဖြစ်ပေါ်လာမှာမဟုတ်ပါဘူးအခုလိုမျိုးတာယာလှပတဲ့လုံမီအင်ဂျင်တော်တဲမှာမွေးဖွားလိုက်ခြင်းကပုံမူတဘာဝကြပြီးတော့ဂုံချက်တည်းရှိစေခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်အခုစစောမေးလိုက်တဲ့မေးခွန်းနံပါတ်1ကိုအနှစ်ချုပ်ဖြေဆိုရမယ်ဆိုရင် တိတ်တသမင်းသားလေးကိုလုံမင်းအင်ဂျင်တော်မှဖွားမြင်တော်မူခြင်းက မတော်တဆဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့မေတော်ရဲ့မိဘရထံပြန်လို့တဲ့ဆန္ဒအရာ စီစဉ်ပြီးသောခရီးတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ပြီးတော့ဖျားရှင်တိုင်းလိုက်နာရတဲ့မပြောင်းလဲနိုင်တဲ့ဓမ္မတာတစ်ခုလည်းဖြစ်ပါတယ်။လူတွေရဲ့ရွှေလင်ပန်းထက်အစာပေါင်းများစွာမြင့်မြတ်တဲ့နတ်ပြမတွေရဲ့ပင်စင်မှုအပြည့်နဲ့လည်းပြေဝနေခဲ့ပါတယ်။ကန့်သက်ထားတဲ့နန်းတော်ထဲမှာမဟုတ်ဘဲနဲ့ လောကထက်အလယ်မှာဖွားမြင်ခြင်းကတလောကလုံးရဲ့အကျိုးကိုဆောင်မဲ့သူဆိုတဲ့အတိတ်ပဲကိုပို့ပြီးတော့ပေါ်လွင်စေခဲ့ပါတယ်။ဒါကြောင့်မို့လို့ဖျားလောင်းရဲ့ဖွားမြင်ပုံကသူ့ရဲ့ဂုံချက်တရေနဲ့လုံးဝမယုံမပွားသွားတဲ့အပြင်တာမန်ဘရင်မင်းသားတွေနဲ့မတူတဲ့သူ့ရဲ့ထူးခြားမြင့်မြတ်မှုကိုပို့ပြီးတော့ပေါ်လွင်စေတဲ့အကြောင်းတရားတစ်ခုသာဖြစ်ပါတယ်ခင်ဗျာ။နောက်မေကွန်းတစ်ခုကမေကွန်းနံပါတ်2ပေါ့နော်။ အဲ့ဒီလိုမြတ်စွာဘုရားမွေးဖွားပြီးွားတဲ့အခါမှာသူကမွေးပြီးပြီးချင်းမှာပဲစကားကြီးသုံးခုကို ပြောပြီးတော့လမ်းလျှောက်တော်မူခဲ့ပါတယ်တဲ့အဲ့ဒီစကားကြီးသုံးခုကဘာတွေလဲပြီးတော့အဲ့ဒီလိုမွေးပြီးပြီးချင်းစကားပြောလမ်းလျှောက်ပြီးတော့နောက်ထပ်ရက်တွေမှာရောဒီမိခင်ဖခင်ရဲ့အကူအညီမလိုတော့ဘူးလားဆိုတဲ့မိကွန်းကိုကျွန်တော်မေးချင်တာပါအဲ့ဒီမှာကျွန်တော်မေးွားတဲ့အထဲမှာစကားကြီးသုံးခုဆိုပြီးတော့ကျွန်တော်ပြောသွားခဲ့ပါတယ် အဲ့ဒါကအမှန်တော့မဟုတ်ပါဘူးခင်ဗျလေးကုန်းပါပထမ3ကုန်းကပုံစံတူနေလို့သာစကားကြီး3ကုန်းဆိုပြီးတော့ကျွန်တော်တို့ကအမှန်မှားနေခဲ့ကြတာပါမြတ်စွာဘုရားကြွေးကြော်ခဲ့တာကစုစုပေါင်းစကားကြီး4ကုန်းပါအဲ့ဒါကိုအာတပိဝါစာလို့ခေါ်ပါတယ်နော်အဲ့ဒီစကားကြီး3ကုန်းကဘာတွေလဲဆိုတော့ဒီဘုရားအလောင်းတော်တိတ္တသမင်းသားလေးကဖောင်းမြင်တော်မူပြီးတဲ့အခါမှာမြေပေါ်ကိုခြေချပြီးတော့မြောက်ရက်ကို ခုနှစ်လှန်ကြော်လှမ်းတော်မူလိုက်ပါတယ်အဲ့ဒီခြေလှမ်းတိုင်းမှာဂျာပန်တွေပွင့်ပေါက်လာပြီးတော့ဒီထောက်ခံပေးထားသလိုမျိုးပွင့်ခဲ့ပါတယ်အဲ့ဒီခုနှစ်လှမ်းပြည့်တဲ့အခါမှာသူရဲ့လက်ညှိုးတော်ကိုထောင်ပြီးတော့ချင်းတစ်လိုမျိုးရဲရင်နဲ့အတန်နဲ့ကြွေးကြော်မူခဲ့ပါတယ်အဲ့ဒီကြွေးကြော်တန်ကအာတဘီဝါစာလို့ခေါ်ပြီးတော့လေးခုရှိပါတယ်ပထမဦးဆုံးကြွေးကြော်လိုက်တာကတော့အဂောဟမတိလောကတာ ငါသည်လောက၌အမျက်ဆုံးဖြစ်၏ဆိုပြီးတော့ကြွေးကြော်လိုက်တာပါအဲ့ဒါကဘာလဲဆိုတော့တီလတမာရီပညာစတဲ့အရေးအချင်းတွေနဲ့ပြည့်စုံမှုမှာငါထက်တာလွန်တဲ့သူငါထက်မြင့်မြတ်တဲ့သူဒီလောကမှာတယောက်မှမရှိဘူးဆိုပြီးတော့ကြွေးကြော်လိုက်တာဖြစ်ပါတယ်နံပါတ်1ကြွေးကြော်တန်ကစိတ်တော်ဟမတိလောကတာငါသည် လောက၌အကြီးမြတ်ဆုံးဖြစ်၏ဆိုပြီးတော့ကြွေးကြော်လိုက်တာပါအဲ့ဒါကဘာလဲဆိုတော့သူက အကြီးအကဲအတက်အကြီးဆုံးဆိုပြီးတော့ရည်ညွှန်းတဲ့အတိတ်ပဲပေါ့နော်အဲ့ဒီနေရာမှာဒီရုပ်ခန္ဓာအရာအတက်ကြီးတာကိုဆိုလိုတာမျိုးမဟုတ်ဘဲနဲ့တန်တရာတစ်လျှောက်လုံးမှာဖြစ်ချင်းခဲ့တဲ့ပါမီတော်တွေရဲ့ရင့်ကျက်မှုကြီးမြတ်မှုမှာငါကအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့ကြွေးကြော်လိုက်တာပါနောက်တစ်ခွန်ကနံပါတ်3ခွန်ပေါ့နော်တိတ်တော်ဟာမတိလောကတာဆိုပြီးတော့ကြွေးကြော်လိုက်ပါတယ်အတိတ်ဘက်ကတော့ငါဒီလောက၌အတာလွန်ဆုံးဖြစ်၏ဆိုပြီးတော့ကြွေးကြော်လိုက်တာပါ ဒိဗေကဒီလောက၃ပါးမှာရှိတဲ့တတ္တဝါအလုံးထက်အထူးသဖြင့်တတ္တဝါတွေကိုဒုက္ခကလွတ်မြောက်အောင်လမ်းပြနိုင်စွမ်းမှာငါထက်တာလွန်တဲ့သူမရှိဘူးအကောင်းဆုံးအထူးသွန်ဆုံးဖြစ်တယ်ဆိုပြီးတော့ကြေကျော်လိုက်တာပါအဲ့ဒီစကားသုံးခုကိုမိန်ကြားပြီးတဲ့နောက်မှာသဒုဒ္ဒကြွေးကြော်တံကိုကြွေးကြော်လိုက်ပါတယ်အယမရိမာဇာတိနတ္တိဒါနိပုဏ္ဏပဝေါဒီဆိုပြီးတော့ကြွေးကြော်လိုက်တာပါအဲ့ဒီအတိတ်ဘက်က ငါသည်နောက်ဆုံးသောပသိတရေနေခြင်းဖြစ်၏ယခုအခါ၌တဖန်ပြန်၍ဖြစ်ခြင်းမရှိတော့ပြီဆိုပြီးတော့ကြွေးကြော်လိုက်ခြင်းပါပဲအတိတ်ဘယ်ကဒီတန်တရားမှာကျင်လည်ရတဲ့နောက်ဆုံးဘဝဖြစ်ပြီးတော့နောက်ထပ်ဘဝတည်းဆိုတာလုံးဝမရှိတော့ဘူးဆိုပြီးတော့သူရဲ့ဘုရားဖြစ်မဲ့အရေးကိုတိတိကျကျကြီးညာတော်မူလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရှင်ဝေပြီးပြီးချင်းမှာကြွေးကြော်ခဲ့တာက စကားကြီး၃ခုမဟုတ်ပါဘူးခင်ဗျာစုစုပေါင်းစကားကြီး၄ခုဖြစ်ပါတယ်ခင်ဗျာเนาะကျွန်တော်ကျန်ကိုကျန်ကနဲ့ပြောရမယ်ဆိုရင်ဓမ္မပဒအဋ္ဌကထာမှာအတိအကျကိုရေးထားပါတယ်ခင်ဗျာအခုအဲ့ဒီမိကုံမှာပဲနောက်ထပ်တစ်ချက်ကျန်ပါသေးတယ်เนาะကျွန်တော်မေးသွားတဲ့အထဲမှာမိကုံနံပါတ်2ထဲမှာပဲဘာလဲဆိုတော့အဲ့ဒီလိုမွေးပြီးပြီးချင်းမှာ စကားပြောတဲ့လမ်းလျှောက်ပြဲအဲ့လိုပြီးွားတဲ့အခါမှာ နောက်ထပ်ရက်တွေမှာရော ဖះလောင်းကမိခင်ဖခင်ရဲ့အကူအညီလိုသေးလားဘယ်လိုမျိုးရှင်းတဲ့ကြည်ပင်းလဲဆိုတာကိုကျွန်တော်မေးလိုက်တာပါအဲ့ဒီမေးခွန်းကလည်းတိတိကျကျဖြေဆိုရမယ်ဆိုရင်အဲ့ဒီဆောဆောပြောသွားတယ်လို့မျိုးအာတပီဝါစာကိုမင်ကြားပြည့်ရဲ့နောက်မှာဖះလောင်းတော်ကတမ်းမှမွေးကင်းစခလေးငယ်တယောက်ရဲ့အခြေအနေကိုပြန်ရောက်သွားခဲ့ပါတယ်မိခင်တို့ကိုတောက်တုံးရတယ်အနှီးလဲပေးရတယ်ရေချိုးပေးရတယ်ခြေပိုးယူရပေးရတယ်စတဲ့စတဲ့ မိခင်ဖခင်နဲ့အထင်းတော်တွေရဲ့ပြုစုဆောင်ရှောက်မှုကိုအပြည့်အဝခံယူရပါတယ်။နောက်ပြောရမယ်ဆိုရင်တမန်လူသားတယောက်လိုမျိုးပဲအကုန်လုံးလုပ်ပေးရပါတယ်။အွေရောက်လာတဲ့အခါကျတော့လေဒီတမန်မင်းသားတွေလိုပဲစာပေအတတ်ပညာတွေကိုသင်ယူရတဲ့လေတမင်းစီအတတ်စတဲ့မင်းသားတို့တတ်အပ်တဲ့ဆရှိရသောအတတ်ပညာတွေကိုသင်ကြားခဲ့ရတာပေါ့နော်။ဘာကြောင့်အဲ့ဒီလိုတမန်ကလေးပြန်ဖြစ်သွားရတာလဲဆိုပြီးတော့ကျွန်တော်ထပ်မေးခြင်းသေးတယ်။အဓိကအကြောင်းရင်းကတော့ စောစောကမွေးမွေးချင်းမှစကားပြောတယ်လမ်းလျှောက်တယ်ဆိုတာကတာမန်လူသားတယောက်မဟုတ်ဘူးဒီကလေးကဖျားဖြစ်မဲ့ပုံကိုဆိုပြီးတော့နမိတ်လက္ခဏာတခုကိုပြသလိုက်ခြင်းပဲဖြစ်ပါတယ်ပြီးတော့တာမန်လူသားဘဝကိုဘာဖြစ်လို့ပြန်ရောက်သွားတာလဲဆိုရင်တိတိကျကျပြောရမယ်ဆိုရင် လူတဘာဝကိုနားလည်စေဖို့ပဲဖြစ်ပါတယ်ဆိုလိုတာကလူသားတယောက်လိုကြီးပြင်းလာမှ လူတွေရဲ့ခံစားချက်တန်ရောစဉ်တွေဒုက္ခတွေကို ကိုယ်တိုင်ကိုကြနားလည်နိုင်မှာဖြစ်ပါတယ်။တကယ်လို့များဘုရားလောင်းကမွေးကလေးကဘာမှတင်စရာမလိုဘဲနဲ့အဆဆအယားယာတက်နေခဲ့မှဆိုရင်လူသားတွေအတွက်နောက်ဆုံးမှ သူပြတဲ့လမ်းကဟာငါတို့နဲ့မတူတဲ့တကိုးရှင်တယောက်မှလုံနိုင်တာငါတို့လိုတမန်လူတွေသွားလို့ရင်မရဘူးဆိုပြီးတော့ကျွန်တော်တို့လူတွေထင်ကောင်းထင်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးလူသားတယောက်အနေနဲ့စူးစမ်းအားထုတ်ပြီးမှဖျားဖြစ်တာကိုပြမှ လူသားတယောက်ကြိုးစားရင်ဖရာတော်ဖြစ်နိုင်ပါလားဆိုတဲ့စံနမူနာကိုပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့မွေးဖွားစဉ်ကအံ့ဖွယ်လက္ခဏာပြတော်မူခြင်းကသူ့ရဲ့ဖရာဖြစ်မဲ့သူဆိုတဲ့အမှတ်သားဖြစ်ပြီးတော့အဲ့ဒီနောက်မှာတော့တာမန်ကလေးငယ်တယောက်လိုမျိုးနေထိုင်ကြီးပင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဘာကြောင့်အဲ့ဒီလိုကြီးပင်းသွားခဲ့ရတာလဲဆိုရင် လူသားအားလုံးအတွက်လမ်းပြပေးမဲ့လူက လူပါပဲလားလူသားဆရာတအူးပါလားဆိုပြီးတော့အကုန်လုံးကတတ်မှတ်ထားကြမှာပါခင်ဗျာ။ နောက်ပြီးတော့မိခွန်းနံပါတ်3ပေါ့နော်ဒါကတော့တော်တော်များများတည်ပြီးသားဖြစ်ကြမှာပါကျွန်တော်လည်းအခုဗီဒီယိုလေးမှာတည်ကျင်တာအကြောင်းရယ်နောက်ပြီးတော့မတည်သေးတဲ့လူတွေတည်ရအောင်လို့ဆိုပြီးတော့ကျွန်တော်ဒီမိခွန်းကိုထပ်ပြီးတော့မေးလိုက်ပါတယ်မြတ်စွာဘုရားမင်းသားလေးကိုမွေးဖွားပြီးတဲ့အခါမှာသူ့ရဲ့ဖွားဖတ်တော်ခုနှစ်ပါးကလည်းတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပေါ်လာတယ်လို့ဒီဘုရားဝင်ကျမ်းဂန်တွေမှာအတိအကျကိုရေးထားခဲ့ပါတယ် အဲ့ဒီဖောဘတ်တော်9ပါးဆိုတာကဘာတွေလဲဆိုပြီးတော့ကျွန်တော်ကမေးလိုက်တာပါအဲ့ဒီဖောဘတ်တော်9ပါးဆိုတာကမြတ်စွာဘုရားလောင်းတော်တိတ်တတမင်းသားလေးဖောမြင်တော်မူတဲ့နေ့အချိန်မှာတပြိုင်နက်တည်းအတူတကွဖြစ်ပေါ်လာတဲ့ဒူးခြားတဲ့ပုံကိုတတ္တဝါတွေနဲ့ဥစ္စာယရဏ9မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်ခင်ဗျာဒါကတမန်တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲနဲ့ဘုရားလောင်းတော်ရဲ့ပါရမီတော်တွေပြည့်စုံလာမှုကြောင့်သူ့ရဲ့ဘဝခရီးလမ်းနဲ့ သာသနာပြုခရီးအတွက်လိုအပ်မဲ့အရာအားလုံးကတကယ်ကိုအကြောင်းတရားတွေတိုက်ဆိုင်ပြီးတစ်ချိန်တည်းမှာဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဖောဘတ်တော်တွေကနောက်ပိုင်းမှာဘုရားအလောင်းတော်ရဲ့ဘဝတလျှောက်လုံးမှာအရေးပါတဲ့အခန်းကဏ္ဍတွေကနေပြီးတော့ပါဝင်ခဲ့ကြတာပါပဲအဲ့ဒီဖောဘတ်တော်9ပါးကဘာတွေလဲဆိုရင်ပထမဦးဆုံးနံပါတ်1ပေါ့နော်ရတ္တတရားမင်းသမီးပါပဲ ဒါကတော့ဒီပိသာဖြစ်ကြမှာပါဖះအလောင်းတော်ရဲ့ကျင်ရတော့မိဖះအလောင်းပဲဖြစ်ပါတယ်ထပ်ပြောရမယ်ဆိုရင်ဒေဝတ္တရဲ့ညီမတော်ဆက်ပါတယ်ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့ဒေဝတ္တကသမီးရောက်ပါပါနော်အဲ့ဒီရတ္တရကတန်တရာတစ်ချောင်းလုံးမှာဖះအလောင်းရဲ့ပါမီကိုပါမီဖြစ်ပတ်အဖြစ်အတူတူကပါမီဖြစ်ခြင်းခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်နောက်ပိုင်းမှာတိတ်တသမင်းသားလေးနဲ့လက်ထပ်ပြီးတော့ယာဟုလာမင်းသားလေးကိုမွေးဖွားခဲ့တဲ့ဖះဖြစ်ပြီးတဲ့နောက်မှာ သူတရားနာရရင်နဲ့ယဟန်မှာဒီဘယ်လိုပြောမလဲဘိက္ခုနီပေါ့နော်ဘိက္ခုနီဝတ်ပြီးတော့ယဟန်နာမကြီးဖြစ်သွားခဲ့ပါတယ်နောက်တစ်ခုကဘွားဘတော်နှစ်ပေါ့နံပါတ်နှစ်အဲ့ဒါဘယ်လိုလဲဆိုတော့ဆန္ဒအမတ်ပါပဲဖျားအလောင်းတော်ရဲ့အလွန်တစ္ဆာရှိတဲ့မင်းထိန်ဒီယထာထိန်ပေါ့နော်သူကအဲ့ဒီနမိတ်ကြီး၄ပါးကိုမြတ်စွာဘုရားတွေ့မဲ့အချိန်မှာဖျားအလောင်းနဲ့အတူရှိနေခဲ့သလို အရေးအကြီးဆုံးဖြစ်တဲ့တောထွက်တော်မူကမ်းမှာလည်းဖျားအလောင်းကို ဒီကနကမင်းတော်ပေါ်တင်ပြီးတော့အနော်မမြကန်းတိုင်အောင်လို့လိုက်ပါပို့ဆောင်ပေးခဲ့ရသူဖြစ်ပါတယ်။ပြီးသွားတဲ့အခါမှာသူကသာသနာမှာအလွန်အရေးပါတဲ့တမိုင်းဝင်အခမ်းကဏ္ဍကနေလဲပါဝင်ခဲ့ပါသေးတယ်။နောက်နံပါတ်3ပေါ့နော်။ကာလူဒါကြီးအမတ်လို့ခေါ်ပါတယ်။ဘုရားအလောင်းတော်ရဲ့ငယ်တငယ်ချင်းလည်းဖြစ်တယ်။နောက်အခါမှာဒီတော်ရဏမင်းကြီးရဲ့အားကိုးရတဲ့အမတ်ကြီးလည်းဖြစ်ခဲ့ပါတယ်။ဘုရားဖြစ်တော်မူပြီးတဲ့နောက်မှာ ဒီခမီးတော်တောရဒနာမင်းကြီးကသားတော်ဖရာကိုသူ့ရဲ့ဘီကို ပြင့်ဆောင်ဖို့အတွက်အကြိမ်ကြိမ်လူတွေလှုပ်ပြီးတော့ဈေးလွတ်တာဘယ်သူမှပြန်မလာပါဘူးနောက်ဆုံးမှဒီကာလူတာကြီးအမတ်ကိုလှုပ်တဲ့အခါကျမှအဲဒီကာလူတာကြီးအမတ်ကဖရာရှင်နာမှာယဟန်ဝစ်ပြီးွားတော့မှခမီးတော်ရဲ့ဆန္ဒကိုရှောက်ထားနိုင်ခဲ့တဲ့အတွက်ဖရာရှင်ကကပိလဝတ်ဘီကိုပြန်ပြီးတော့ကြွားချီတော်မူခဲ့ရတာပါဆွေတော်မျိုးတော်တွေကိုလည်းတရားပြနိုင်အောင်လို့စီစဉ်ပေးခဲ့တဲ့သူပါเนาะဒါကကာလူတာကြီးအမတ်ပါပြီးွားရင်နံပါတ်၄ လူလဲဆိုတော့အာနန္ဒာမင်းသားပါပဲဘုရားအလောင်းတော်ရဲ့ညီကိုတဝန်းခွဲတော်ဆက်တဲ့သူလည်းဖြစ်ပါတယ်။နောင်အခါမှာမြတ်စွာဘုရားနဲ့အနီးကပ်ဆုံးအလုံကျွေးဖြစ်ခဲ့တဲ့သူတယောက်ပါ။အဲ့ဒီကြံရှိတဲ့နှစ်ပေါင်း25နှစ်လုံလုံဘုရားရှင်ကိုအရေးတကြီးကြီးနဲ့ပြုစုလုံကျွေးခဲ့တာကညီတော်အာနန္ဒာပါ။သူကလည်းမြတ်စွာဘုရားရဲ့ဖွားဘက်တော်တဦးပါပဲ။နောက်တစ်ခုကနံပါတ်5ကဏိကမြင်းတော်ပေါ့နော်။ဘုရားအလောင်းတော်အလွန်နှစ်သက်တဲ့ ဒီဖြူဖွေးတဲ့တိမ်တော်မြင့်မျိုးဖြစ်ပါတယ်။သူတောထက်တော်မူတဲ့ညမှာဘုရားအလောင်းတော်နဲ့ဆန္ဒအမတ်ကိုတင်ဆောင်ပြီးတော့နန်းတော်ကနေအနော်မမြေကန်းအထိကိုတညာတဲ့နဲ့ဒီယူဇနာမိုင်300ခန်းခီးကိုပြန်တန်းတလူမျိုးကိုအာကုန်ပြေးခဲ့ရတာပါ။သူ့ရဲ့တခင်ဘုရားအလောင်းတော်ယဟန်ပြုတ်သွားတာကိုမြင်ပြီးွားတဲ့အခါမှာဝမ်းနဲ့ကြေကွဲလွန်ပြီးတော့ရင်ခွဲနာကြတည်ဆုံးပြီးတော့ဒီတာရင်နာနတ်ပြီမှာနတ်သားတော်ဖြစ်ခဲ့တာပါ။နောက်တစ်ခုကနံပါတ်6 မဟာဘောဓိပင်ပဲဖြစ်ပါတယ်အဲ့ဒါကတော့ဘုရားအလောင်းတော်ဘုရားအဖြစ်ကို ရောက်တော်မူမဲ့ခရာအရက်အခုအခုခေါ်ရတော့ဗုဒ္ဓဂါယပေါ့နော်အဲ့ဒီဗုဒ္ဓဂါယမှာ ပေါက်တဲ့ညောင်မင်းကြီးပဲဖြစ်ပါတယ်အဲ့ဒီညောင်မင်းရဲ့အောက်ခြေမှာရှိတဲ့အပယာဇိတပလင်းလို့ခေါ်တဲ့အဲ့ဒီပလင်းမှာထိုင်တော်မူပြီးွားတဲ့အခါကျမှမာနစစ်သူကြီးကိုအောင်မြင်ပြီးတော့တပညုဒညံတော်ကိုရရှိပြီးွားတော့မှဘုရားအဖြစ်ကိုရောက်တော်မူခဲ့တာပါဒါကြောင့်ဒီဗောဓိညောင်မင်းကလည်း မြတ်စွာဘုရားရဲ့ဖော်ဘက်တော်ပါပဲနောက်ဆုံးနံပါတ်9ရှိုးကြီးလေးလုံးပေါ့နော်နန်းတော်ရဲ့အရက်လေးမျက်နှာမှာအလိုလျှောက်ပေါ်ပေါက်လာခဲ့တဲ့ရွှေငွေရတနာပစ္စည်းဥစ္စာတွေအပြည့်ထည့်ထားတဲ့အိုးကြီးလေးလုံးပဲဖြစ်ပါတယ်ဒါကဘုရားအလောင်းတော်ကလူပေါ်မှာနေရင် လောကတခွင်လုံးကိုအုပ်ဆိုးနိုင်တဲ့စကြဝဠာမင်းဖြစ်နိုင်လောက်တဲ့ကံကြမ္မာနဲ့စည်းစိမ်ဥစ္စာတွေအပြည့်စုံရှိကြောင်းကိုဖော်ပြထားတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးနော် အတိုင်းအဆောက်မရှိတဲ့စီးစိမ်တွေကိုဆွန့်လွတ်ပြီးတော့တောထွက်ခဲ့ခြင်းကဘုရားလောင်းတော်ရဲ့ဒီမဟာဘိနိကမဆိုတဲ့ဆွန့်လွတ်မှုကဘလောက်တောင်ကြီးကျယ်ခမ်းနားနေလဲဆိုတာကိုပေါ်လွင်စေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။ကဲမိတ်ဆွေတို့ရေဒါအခုကျွန်တော်မေးခဲ့တာကမိကွန်၃ခုရှိပါတယ်။ဟလာနံပါတ်၁ကဒီမြတ်စွာဘုရားမင်းသားကနတ်သားဘဝမှာတည်းကကြည်ချင်းကြီး၅ပါးနဲ့ကြည်ထားခဲ့ပေမဲ့ဘာဖြစ်လို့လန်ခီလိုမျိုးဒီလုံမဏီအင်ဂျင်တော့မှမွေးရတာလဲဆိုတာရဲ့နောက်ပြီးတော့ ဒီမွေးမွေးချင်းမှာလမ်းလျှောက်တဲ့စကားပြောတဲ့စကားကြီးသုံးခွန်းကဘာလဲအပြီးရတဲ့အခါမှာတမန်ကလေးတယောက်လိုပဲနေရတာလားဆိုတဲ့မေးခွန်းရဲ့နောက်ပြီးတော့ဖော်ဘတ်တော်ခုနှစ်ပါးရဲ့ပေါ့နော်အခုဆက်ပြောမယ့်အကြောင်းအရာကြတော့ဒီမေးခွန်းမဟုတ်တော့ပါဘူးမိတ်ဆွေတို့အားလုံးလည်းတည်ပြီးလောက်ပြီးဖြစ်တဲ့ဒီနမဘေးကင်မွန်းတပ်ဖွဲ့အကြောင်းကိုဗဟုသုတအနေနဲ့ဆက်လက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာတိတ်တသမင်းသားလေးကိုဖွားမြင်တော့မူပြီးတဲ့အခါမှာငားရမြောက်နေမှာ အဲ့ဒီဒေါ်သောဒနာမင်းကြီးကနမဘေးကင်မွန်းတပ်ဘွဲကိုအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနမဘေးကင်မွန်းတပ်ဘွဲကိုထူးခြားတဲ့ပုဂ္ဂိုလ်တဦးကကြောက်ရွံ့လာခဲ့ပါတယ်။အဲ့ဒါကဘာလို့လဲဆိုတော့ကာလာဒေဝီလာလို့ခေါ်တဲ့ဒေဝီလာရသေးကြီးကရောက်ရှိလာခဲ့တာပါ။အဲ့ဒီကာလာဒေဝီလာရသေးကြီးကဒီဒေါ်သောဒနာမင်းကြီးရဲ့ခမီးတော်အဲ့ဒီသူ့အဖေလက်ထက်ခတဲ့ကနန်းတော်ရဲ့ဘေဟိတ်ဆရာတဦးဖြစ်ခဲ့ပြီးတော့ဇံအမိညာရထားတဲ့ တကူကြီးရတဲ့တပားလည်းဖြစ်ပါတယ်သူကတာရင်နာနတ်ပြီမှာနေတန်းစင်နေတော့နတ်တွေအကုန်လုံးကဝမ်းမြောက်ဝမ်းသာဖြစ်နေတာကိုမြင်တော့ဟာဘာဖြစ်လို့လဲမင်းတို့ဘာဖြစ်လို့အဲ့လောက်ပျော်နေရတာလဲဆိုပြီးတော့အเจ้าရင်းကိုမေးလိုက်တဲ့အခါကျမှ နတ်တွေကလူပြီမှာဖျားဖြစ်မဲ့ပုံကိုကိုမွေးဖွားပြီးဆိုပြီးတော့ဝမ်းသာအားရကြွေးကြော်လိုက်ကြတာအဲအဲ့ဒီတော့မှသူကတိပြီးတော့ချက်ချင်းလူလိုပဲလူပြီကိုဆင်းလာပြီးတော့နန်းတော်တဲကိုကြွလာခဲ့တာပါအဲ့ဒီတော်တော်ရနာမင်းကြီးက အဲ့ဒီကာလာဒေဝီလာယတဲ့ကြီးကိုအလွန်ကြီးညိုလေးစားတာကြောင့်မို့လို့ဒါတော်လေးကိုယတဲ့ကြီးရဲ့ခြေတော်ရင်းမှာချထားပြီးတော့ရှ िख ိုးကတော့စီခဲ့တာပေါ့ဒါပေမဲ့အန်အိုးစရာကောင်းစွာပဲမင်းသားလေးရဲ့ခြေပွားတော့နှဆောင်ကလဲထွက်သွားပြီးတော့ယတဲ့ကြီးရဲ့ဥကောင်းတော်ဘော်ကိုရောက်ရှိသွားခဲ့တာပါဒါကဖျားအောင်တော်ကယတဲ့ကြီးထက်အစာပေါင်းများစွာမြင့်မြတ်နေတဲ့အကြောင်းကိုပြသလိုက်ခြင်းပါပဲယတဲ့ကြီးကအဲ့ဒီအဖြစ်အပျက်ကိုမြင်သွားတဲ့အခါကျမှဖျားအောင်တော်ရဲ့တကူတော်ကိုသိမြင်ပြီးတော့ နေရာကနေချက်ချင်းထပြီးတော့လက်အုပ်ချီပြီးတော့ရှ िख ိုးကြောလိုက်တာပါအဲ့ဒါကိုမြင်တဲ့သုတ္တရဏမင်းကြီးကလည်းသူ့ရဲ့သားတော်ကိုပထမဦးဆုံးအကျင့်ဖြစ်ရှ िख ိုးကြောခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ဆက်တည်းမှာပဲရတေကြီးကမင်းသားလေးကိုကြည့်ပြီးတော့တစ်ချိန်တည်းမှာပြုံးလဲပြုံးပါတယ်ပြီးသွားတဲ့အခါမှာငိုလဲငိုလိုက်ပါတယ်အဲအဲ့ဒီအကြောင်းကိုမင်းကြီးကသိကျင်တဲ့အတွက်မေးတဲ့အခါကျတော့မင်းရဲ့သားလေးကလောကမှာမௌချဧကံဖျားဆင်စစ်ဖြစ်မယ်ဆိုတာကိုတိမြင်တော်မူတဲ့အတွက် ငါဝမ်းမြောက်ဝမ်းသာပြောင်းလိုက်တာပါဆိုပြီးတော့ဖြေတယ်။ပြီးွားတဲ့အခါကျမှသူ့ရဲ့တက်တန်းကိုပြန်ကြည့်တဲ့အခါကျမှသူကမင်းသားလေးဖျားမဖြစ်ခင်မှာပဲသူကကံတော်ကုန်ပြီးတော့အာယူဘဘုံမှာမြမတော်ဖြစ်ရမှာ။အဲအဲ့ဒီခါကျရင်ဒီမင်းသားလေးဖျားဖြစ်သွားတဲ့အခါကျရင်ဖျားရဲ့တရားတော်တွေကိုနာရမှာမဟုတ်တော့တာကိုသိတဲ့အတွက်သူ့ကိုယ်သူဝမ်းနေပြီးတော့ငိုကြွေးတာပါဆိုပြီးတော့ဖြေချလိုက်တာပါ။အဲ့ဒီနမဘေးကင်မွန်းတက်ပွဲမှာလေပုံသားတွေအများကြီးကို မင်းကြီးကဆင့်ခေါ်ထားပြီးတော့ဒီမင်းသားလေးမှာ ရှိတဲ့မဟာပုရိသလက္ခဏာတော်ကြီး32ပါးနဲ့လက္ခဏာတော်ငယ်80ကိုကြည့်ပြီးတော့အဲ့ဒီမင်းသားလေးကိုနမိတ်ဖက်စီခဲ့ပါတယ်။အဲ့ဒီအခါမှာ ပုံနာတော်တွေကဘုရားလောင်းတော်ကိုအဲ့ဒီသူ့ရဲ့မဟာပုရိသလက္ခဏာတော်တွေကိုအကုန်စင် ကြည့်ပြီးတော့မှဒီမင်းသားလေးကလောကသားအားလုံးရဲ့အကျိုးစီးပွားကိုပြည့်စည်စေမဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အနတ်အဓိပ္ပာယ်နဲ့တိတ်တသာလို့နာမည် ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်လားတိတ်တတာဆိုတာကအကျိုးပြီးမြောက်ခြင်းဆိုတဲ့ပါဠိစကားပါပဲခင်ဗျာအဲ့ဒီမှာဖိတ်ကြားထားတဲ့ပုံနာ108ဦးတဲကအကျွမ်းကျင်ဆုံး10ဦးကို နမိတ်ဖတ်ဟောကြားစီခဲ့ပါတယ်အဲ့ဒီခါမှာပထမပုံနာ9ဦးရဲ့ဟောကြားချက်ကတော့လန်ဂျိုးနှစ်ချောင်းထောင်ပြီးတော့အဲ့ဒီမင်းသားလေးကလူပေါ်မှာနေထိုင်မဆိုရင် စကြဝဠာမင်းဖြစ်ပြီးတော့ လောကတခွင်လုံးကိုတရားနဲ့အညီအုပ်ဆိုးပါလိမ့်မယ်တကယ်လို့များတောထွက်ပြီးတော့ယဟန်ပြုမယ်ဆိုရင်တော့လောကသုံးပါးမှာအတုမရှိတဲ့တမ္မန်တံဗုဒ္ဓဖျားရှင်စစ်ဖြစ်တော်မူပါလိမ့်မယ်ဆိုပြီးတော့လက်ညှိုးနှစ်ချောင်းထောင်ပြီးတော့နမိတ်ဖတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပုံနာခုနှစ်ဦးနဲ့မတူတဲ့နောက်ဆုံး၈ဦးမြောက်ပေါ့နော်ကောနာညာပုံနာလို့ခေါ်ပါတယ်အဲ့ဒီပုံနာအငယ်ဆုံးတွေကလက်ညှိုးတစ်ချောင်းတည်းကိုတောင်ပြီးတော့ ဒီမင်းသားလေးကလူပေါ်မှာလုံးဝနေမှာမဟုတ်ဘူးနမိတ်ကြီးလေးပါးကိုမြင်ပြီးတော့တောထက်တော်မူပြီးတော့ဧကံမုတ်ချက်ဖျားဆင်စစ်ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့တခုတည်းတော့နမိတ်ကိုဖတ်ကြားခဲ့တာပါအဲ့ဒီကောနာညာပုံနာကနောက်တစ်ချိန်မှာဖျားရှင်ရဲ့တရားကိုပထမဦးဆုံးနာကြားရပြီးတော့အကြီးအဖြစ်သွားတဲ့ပင်စကူကြီး၅ဦးတည်းကအရှင်ကောနာညာပဲဖြစ်ပါတယ်အဲ့ဒီကောနာညာအကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာတဲ့မိတ်ဆွေတို့ရေ ဒါကတော့မြတ်စွာဘုရားလောင်းတိတ်တက်မင်းသားလေးဖွားတော်မူကန်းနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာကြည့်ညိုမိတဲ့ဗီဒီယိုလေးပါပဲအဲ့ဒီဗီဒီယိုလေးကနေပြီးတော့ဓမ္မအတိတွေနဲ့အတူဗုဒ္ဓနဲ့ပတ်သက်ပြီးဘ ഹു သူတ္တရတွေအများကြီးလည်းရကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာဘာသာရေးအတိတစ်ခုလောက်ဒါမှမဟုတ်ဘာသာတရားအပေါ်ပုံမူကြည့်ညိုလာခဲ့တဲ့ဆိုရင်တော့မှကျွန်တော်အရန်ကိုကျင့်တတ်နေခဲ့မှာပါနောက်ထပ်လည်းအခုဗီဒီယိုတွေကိုတင်ပေးမှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာဗုဒ္ဓဘာသာကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာထုံးက ပြန်ပွားရေးအတွက်လည်းအခုလိုမျိုးကျွန်တော်ရဲ့ channel လေးကို share ပေးကြပါအောင်ခင်ဗျာတငငချင်းကိုလည်းမျှဝေပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါရစေကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ